ိုကလှူခြင်းလို့ဟိုကိုကပေါ့နော်တက်နိုင်လို့လှူခဲ့ရင်လာမှာဝိုင်းလောက်ပေးမယ်အင်အားလို့သေးရဲ့အဲ့ဒီအင်အားတွေရှိမှပြီးတော့အလှူတစ်ခုဆိုတာဖြစ်တာအလှူပြီဆိုလို့ရှိရင်လေကိုတိုင်ကိုကြဟိုကိုအင်အားစားတယ်လို့လေကောင်းပေလေးပေါ့နော်အဲ့လိုလှုပ်ပေးချင်တာပေါ့စင်တာကောင်းကန်ကောင်းနဲ့စားထားပေါ့ကိုရဲ့စေတနာကသူများကိုပေးဆက်ချင်တာပေးချင်တာတွေးချင်တာအဲ့လိုမျိုးဆိုတော့ဟိုကိုပေးဆက်လိုက်တဲ့အတွက်ကြောင့်မလို့ကိုရှီကိုသူ့လိုလိုပြည်လာတာတခုခုပေါ့နော်ငါခက်ခဲနေဘယ်လောက်တွေးတဲ့ခါကျရင်အလိုလိုမခက်ခဲပဲနဲ့အလိုလိုပြည်လာတာမျိုးပေါ့နော် ပြပြစုံမမိမိဘတွေရှင်မျိုးတွေရတယ်တောင်းတယ်အတော်တွေရောဘာတွေရောဦးလေးတွေရောအိမ်မှာလည်းအကုန်ခေါ်ထားတာအဖွားတွေရောဟိုမိသားစုအကုန်လုံးရှိတဲ့အခါကျတော့မိသားစုစစ်စစ်လုံးလုံးဆဆုံလင်လင်နဲ့ဟိုကိုကလှူခြင်းလို့ဟိုကိုကပေါ့နော်တက်နိုင်လို့လှူခဲ့ရင်လာမှာဝိုင်းလောက်ပေးမယ်အင်အားလို့သေးတယ်အဲ့ဒီအင်အားတွေရှိမှဘယ်လိုကအလှူတစ်ခုဆိုတာဖြစ်တာအလှုပ်ပြီးဆိုလို့ရှိရင်လေကိုတိုင်ကိုကြဟိုကိုအင်အားစားသလိုလေကောင်းပေလေးပေါ့နော်အဲ့လိုလှုပ်ပေးချင်တာပေါ့ လွင်တကူတော့ဝယ်လို့ရပါတယ်ဟိုကောင်းတဲ့ဟာကြီးပေါ့ဒါပေမဲ့တော့လေကိုကိုတိုင်ကြကိုယ့်အိမ်မှာလှုပ်ရှားတဲ့အနီးတိုင်းလေးကိုခုနှစ်ရက်သားသမီးပြုကျင်တာဖြစ်တဲ့အတွက်အချက်ပြုတ်ကြတာပေါ့အိမ်မှာပဲလှုပ်ကြတာပေါ့နော်အိမ်စားပုံစံမျိုးလေးနဲ့ဟိုမှာအဲ့လိုမိသားစုများတော့တတိုင်ဘွေးနဲ့အဲ့လိုမျိုးပေါ့ဟိုချက်ချပြုတ်ကြရင်းနဲ့ပေါ့အဲ့လိုဟိုမှန်းလာတာ300ဆုံတော့တစ်ထောင်လောက်ဖြစ်ဖြစ်သွားတာကိုကလက်ကြီးတယ်အမေဆိုပြောရလောဘကြီးလိုက်တာလောဘကြီးလိုက်တာဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပေါ့အဓိကကခုနပြောသလိုပေါ့မိကနည်းနည်းလေးပဲ ဒါပေမဲ့လင်းပြောရလေနော်အရင်ခက်ခက်ခက်ခဲစောက်ဆောင်လုပ်ကြတာမဟုတ်ဘူးဟိုကိုယ့်ရဲ့မိသားစုကဝိုင်းဝန်းပြီးပတ်မို့လို့အခုလိုမျိုးအလူဒဏ်လေးညောက်တာပါဟုတ်ငလင်းပါဆိုရင်မတည်ငွေမရှိဘူးဆိုလို့ရှိရင်80နဲ့80ကြားဘာလို့လဲဆိုတော့အကုန်လုံးမျှအောင်လို့တနေရာထဲမှာပဲပြုံပြီးတော့မှမတည်ငွေဆိုတာထက်ကိုဟိုအကုန်လုံးနေရာကိုရောက်ရှိစေချင်တယ်မန္တလေးတို့အဲအမဟိုစကိုင်းတို့နောက်ပြီးလို့ရှိရင်အင်းလေးတို့ပေါ့နော်တခြားတဲ့ဒီငလင်းလောက်ခတ်သွားရဲဆိုရဲနေရာဒေသအသီးသီးကို ရောက်စီခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒါကြောင့်မလို့လိုအပ်တဲ့နေရာတွေဒေတာရဲ့မျိုးမျိုးမှာလဲကိုယ့်ရဲ့မိတ်ဆွေအသီးတွေရှိတဲ့ပုံမှာလဲလှမ်းပြီးတော့လဲလိုအပ်တာကြီးလှူပေးတယ်ချို့ဆိုလို့ရှိရင်ဟိုပေါ့နော်ဒီအိမ်တွေပြိုသွားလို့ခက်ခဲနေတဲ့အတွက်ကိုကိုယ့်ဘက်ကနေပြီးတော့ဒီဒါဖိလိုင်းမော်တာမတင်ဖြစ်ပဲနဲ့ကိုညီလိုက်တဲ့အလှူရစွာလဲအများကြီးပဲပေါ့နော်ပြောမှဆိုလို့ရှိရင်တော့တော်တော်လေးကိုလှူဖြစ်တယ်ဒါကုသိုလ်ရပါတယ်ဟိုအဲ့လိုဆိုတော့ပြောရင်နောက်ပြီးတော့တလုံးတစ်ခဲတည်းမဟုတ်ပဲနဲ့ခုတ်ခဲပေးရတဲ့ခါကျတော့ခွင့်လဲပြီးတော့တလုံးတစ်ခဲကြပြီးလဲအများကြီးဟို200 300ကိုပတ်စံကိုအားကိုကိုနဲ့ရှာရတဲ့ပတ်စံဆိုတော့ဘယ်မှာမတက်နိုင်အောင်ရှင့် ဲ့တော့အလုံးလုံးတယ်အဲကန်လည်းလှူခြင်းတဲ့စိတ်ကြောင့်လားမသိဘူး post မတင် live လွှင့်မိမဲ့တော့လဲ messenger မှာပဲ customer ဝယ်တယ်အပေးတယ်အဲ့ပုံမှာကိုပြန်လှူဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုရာချီမဟုတ်ပေမဲ့9သိန်း10သိန်း3သိန်းတသိန်းလို့တသိန်းတစ်ခါကျရင်ဖုန်းပေထဲပေါ့ဆိုဖုန်းပေ9000လို့ပေါ့အဲ့လိုမျိုးတွေထည့်ပြရတယ်လေအများကြီးပဲဒါဆိုကိုကိုတငယ်ချင်းမိတ်ဆွေပေါင်းတင်နေရတယ်များတာကိုအဲ့လိုဆိုတော့ဟိုဒါအတော်တော်လေးလှုပ်ဖြစ်လိုက်တဲ့ခါကျတော့ပီတိဖြစ်ရပါတယ်ဟုတ်တပည့်လည်းမြဲပြောတယ်ဟိုဘယ်လိုမလဲ စင်နာကောင်းကန်ကောင်းနဲ့စထားပေါ့ကိုယ့်ရဲ့စေတနာကသူများကိုပေးဆက်ချင်တာပေးချင်တာတွေးချင်တာအဲ့လိုမျိုးဆိုတော့ဟိုကိုပေးဆက်လိုက်တဲ့အတွက်ကြောင့်မလို့ကိုရှိကိုသူ့လိုလိုပြည်လာတာအဲ့လိုမျိုးဟိုလက်တွေ့ရကိုအဲ့လိုမြင်ရတာဆိုတော့ဖေးဆိုလို့ရှင်လဲခုနညီမလေးပြောသူလိုပဲအိမ်ရှိမှဆိုပါပီလေးပြီးအယောင်အကောင့်များတယ်အများကြီးပဲအများကြီးလဲအစာကြွေးရအရင်တော့ပဲတင်မှုတယ်နောက်ပိုင်းတော့နေ့တိုင်းကျွေးနေရဖြစ်တဲ့အတွက်နေ့ရက်လည်းမတင်နိုင်တော့ဘူးလေနော်အဲ့လိုဆိုတော့တစ်ခါလေကြာရကိုမတင်တာကြောက်တင်မဲ့ဆိုရင်ယောက်ျားကိုကျွေးရတိတာပဲဟိုခုနကတော်မီတိတယ်ဟိုငါးကောင်းနဲ့မြက်တွေအဆောက်အအုံတွေတိတယ် မတင်နေတော့ကိုကိုသားကလည်းကိုစုတယ်ကော်မန်ကလေးဆိုတင်ချင်တယ်တခါကြာရပြောချင်တာအမြဲအလှူတွေပေါ့ပေါ့နော်အလှူတွေရဲ့အတွက်ကြောင့်မလို့ဟိုဘယ်တော့မှလေကိုလည်းအရင်မချမ်းသာကိုဘာနဲ့မှလည်းပုစံတောင်းချီချီလာဆိုမရှိပါဘူးရှင့်ဒါမဲ့လေ baby dog ကလည်းငွေပြတ်သွားရဆိုမရှိဘူးသူ့လိုလိုနည်းနည်းစိတ်ကလေးဟိုတခုခုပေါ့နော်ငါခက်ခဲနေပြီလောက်တွေးတဲ့ခါကြာရအလိုလိုမခက်ခဲပဲနဲ့အလိုလိုပြေးလာတာမျိုးပေါ့နော်တစ်ဖက်ကနေပြီးတော့ဟိုတဆုပ်လေးကျင်းမယ်တလဲလောက်ဝင်တယ်လို့ခံစားရတယ်အဲကိုရဲ့စိတ်ပေါ့နော်စိတ်ကလည်းအဲ့လိုဖြစ်တယ် ။တကယ်ကိုလက်တွေ့ရင်လည်းအဲ့လိုမျိုးခက်ခဲစွာမရှိဘူး။အဲ့လိုနော်ဟုတ်